နိုင်စင်ရပြည်ပဆက်သွယ်ရေးကုမ္ပဏီကနေမိုဘိုင်းစင်ကတ်များမြောင်းချခင်မြန်မာဆက်သွယ်ရေးလုပ်ငန်းကနေမိုဘိုင်းစင်ကတ်တွေကိုတတ်တာတဲ့ဈေးနှုန်းအနေနဲ့ရောင်းချသွားမှာဖြစ်တယ်လို့မြန်မာဆက်သွယ်ရေးလုပ်ငန်းကနေသိရပါတယ်။ပြည်ပဆက်သွယ်ရေးကုမ္ပဏီတွေကစင်ကတ်တွေမြောင်းချခင်အချိန်ထိတန်ဖိုးနဲ့1500ရန်စင်ကတ်တွေကိုဆက်လက်ရောင်းချပေးနေမှာဖြစ်ပြီး ပြည်ပကုမ္ပဏီတွေကရောင်းလာပါကမြန်မာဆက်သွယ်ရေးကလည်းပုံစံတစ်မျိုးနဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့မြန်မာဆက်သွယ်ရေးလုပ်ငန်းကတာဝန်ရှိသူတို့ကပြောပါရယ်စင်ကတ်တွေကိုတက်တာတဲ့ဈေးနှုန်းနဲ့ရောင်းချဖို့ရှိပြီးကြံတဲ့အပိုင်းတွေမှာလည်းပြည်ပကုမ္ပဏီတွေနီးတူအဆင့်မြင့်တင်သွားဖို့ရှိတယ်လို့ဆိုပါတာဝန်ရှိသူကဆက်လက်ပြောပါရယ်ပြည်ပဆက်သွယ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Oridu နဲ့ Telinor ကုမ္ပဏီတို့ကလာမယ့်စက်တင်ဘာလမှာမိုဘိုင်းစင်ကတ်တွေကိုရောင်းချသွားမှာဖြစ်ပြီးဘယ်လိုပုံစံနဲ့ရောင်းချသွားမယ်ဆိုတာကိုအသေးစိတ်ထုတ်ပြန်ထားခြင်းမရှိပါဘူး ဆိုပါပြပကုမ္ပဏီတွေဟာစင်ကတ်တွေပြင် handset တွေကိုပါထုတ်လုပ်ကြောင်းချနိုင်ဖို့ HTC, Samsung စတဲ့ကုမ္ပဏီတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါဗျ။မြန်မာဆက်သွယ်ရေးလုပ်ငန်းကလည်းလက်ရှိမှာဂျပန်နိုင်ငံအခြေစိုက် KDDI ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ကင်ဖို့နှူးသဘောတူညီနိုင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဇန်နာဘုံတယ်လီပေါ့အနေနဲ့လိုင်းစင်ရရှိပြီးပါကမိုဘိုင်းစင်ကတ်တွေကိုတက်တာတဲ့နှုံနဲ့ရောင်းချနိုင်ဖို့စီစဉ်လျက်ရှိနေတယ်လို့သိရပါဗျ။